မနီယာနဲ့ပတ်သက်လာတဲ့အခါမှာတဘရတန်ဓမ္မရသောစိနတိလို့ဆိုတဲ့လောကမှာအယတာမျိုးစုံရှိတဲ့ထင်မယ်ဓမ္မရတာဆိုတဲ့အယတာဟာအကောင်းဆုံးလို့အကြောင်းတော့ဆိုရင်တခြားအယတာတွေကနေရာပေါ်မှာခံစားရပြီးလောဘတွေကိုတိုးပွားစေတဲ့ ရတာမျိုးတွေဒါဖြစ်တယ်။ရသဗျာရဲ့ဆုံးမတရားတော်တွေကြတော့စဉ်းစားလိုက်တိုင်းတရားအရသာပေါ်ပြီးတော့လောဘတွေငြိမ့်သွားတယ်ဒေါသတွေငြိမ့်သွားတယ်မသိတဲ့မောဟတွေငြိမ့်သွားပြီရှင်နေနှလုံးထဲမှာအေးချမ်းသွားတာဖြစ်တော့ကြတဗရတံဓမ္မရတောစိနတိ အရသာရီတွေမှာတရားအရသာဟာအကောင်းဆုံးဖြစ်လို့ဟောပြောထားတာဖြစ်လို့ဒုရီရဲ့ရှင်နေနှလုံးထဲမှာအတိတရားတွေရောက်ရှိလာပြီဆိုရင်တခြားအစာအဟာရတွေတက်ပို့ပြီးတော့ရှင်နေဖွဲ့ရနေတဲ့ဖွဲ့ရဖြစ်လာဒါကြောင့်မို့ ဓမ္မရတခံစားရပြီးဘဝမှာသင်္ကန်းစားယူပြီးတော့ကိုယ်ဘဝကိုဓမ္မလမ်းကြောင်းမတိမ်းဆောင်းရအောင်ထိန်းကြောင်းပြုပြင်သွားနိုင်တာဖြစ်လို့ရရှိလာတဲ့ရလဟာလေအမြဲတမ်းချိန်မာတဲ့ရလမျိုးပဲဖြစ်တယ်ပေါ့ဒါကြောင့်ဒီကနေ့သစ္စာပြရဲ့ မဗရာဒေသနာတော်မှာခန္ဓာပုတ်ပေါင်း၄ရတဲ့ကတရား၄ပုံမြောက်ခါထာကနေစတင်ပြီးတော့ဓမ္မရတ္တရရှိပြီးဘဝသင်္ကန်းစာယူပြီးတော့ကြည်ကြရအောင်အတ္တဟဝေစိတံသေယောဇာစာယံဣတရပစာအတ္တတဏ္ဍတ္တဘောတ္တနိစ္စံတင်ညတစာရိနော để về cho ngôn bị rập vô lại mẹ rồi. Cô 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 sống mà bị rồi, xin ra ra. Cô nương nó lớn rồi, sống xí ra để tôi ra con bố cô phụ hữu đệ. Để cha tư đi cô nãy dư ra đệ. Cô 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 nai yu nai nàng gặp cô con này ठी टेबे अदा डंडा पोत पोता तास कु कु सोमा लोगा दुरिया कु कु सोमा वो लोंग के ने बीवारी का ले दुनिया को तादवीरी को सोमा जा रहे सेहारी का डबे को सोमा जा रहे कौन कौन निगा नौलाई डी को सोमा जा रहे तो तो ကိုကိုတိုင်ကဆုံးမွက်ွယ်ရမလို့လောက်အောင်ရှင်ကျင်းနေသူဟုတ်ကလားလို့ဆိုလူတိုင်းတော့မဟုတ်ဘူးနော်ဘုဒ္ဓညာလေကိုကိုဆုံးမနိုင်တဲ့ပုဂ္ဂိုလ်ဆိုတော့ရှားတကယ်ကိုကိုဆုံးမသွန်သင်ပြီးပုဂ္ဂိုလ်ဟာရဟန္တာပုဂ္ဂိုလ်မျိုးသားလည်းဖြစ်တယ်ပုရုဇဉ်ပုဂ္ဂိုလ်ဤဟာကိုယ့်ကို ထိုင်တဲ့တော့ဆုံးမနိုင်သူရှိတော့လည်းပဲတကယ်ကျိုင်းပြတဲ့စိတ်နေသဘောထားတွေကိုယ့်ရဲ့နေမှာရှိနေတော့မှဖြစ်တော့အရင်ကျေးဆုံးဆိုတာမဖြစ်လားလောကမှာရှင်ကြီးတယ်ဆိုတာကိုယ်ကာယရင်ကျေးခြင်းစိတ်ဓာတ်ရင်ကျေးခြင်းနှမျိုးတွေကိုယ်ကာယရင်ကျေးမှုကတော့ဟန်ဆောင်ပန်ဆောင်လုပ်လို့ရတော့တယ်စိတ်ရင်ကျေးမှုဆိုတာ တ်ဆောင်ပန်းဆောင်လို့လို့မရဘူးစိတ်ရင်ကျေးပြီဆိုလို့ရှိရင်တော့လူဟာအရင်ကျေးဆုံးပုဂ္ဂိုလ်လို့ပဲပြောစိတ်ထဲကရိုင်းဆိုင်နေလို့ရှိရင်ကိုယ်ကရဘလို့ရင်ကျေးရင်ကျေးရိုင်းဆိုင်နဲ့အသွင်လက္ခဏာတွေဟာ always ထင်ရှားလာပြီမကောင်းတဲ့အကျိုးကိုဖော်ဆောင်မှာပဲဖြစ်တယ်ဟုတ်ဒါကြောင့် အတ္တဌာနတ္တဘောတ္တတနိစ္စံတဉ္ဇဒစာရိနောကိုယ်ကိုယဉ်ကျေးအောင်ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဟာဘယ်အခါကြည့်လိုက်ကြည့်လိုက်သူ့ရဲ့အပြုမှုတွေဟာထိမ့်ထိမ့်သိမ့်သိမ့်ရှိတယ်ဆိုတော့စကားပြောလို့ရှိရင်လည်းထိမ့်သိမ့်သိမ့်သိမ့်စကားပြောတယ်အလုံးလို့ရင်လည်းထိမ့်ထိမ့်သိမ့်သိမ့်လုပ်တတ်တယ်ဆိုလိုတာက ဒီအပြောဆိုမထိမ့်သိမ့်မှုဆိုရင်သူအပြောဆိုကိုအကြောင်းပြုပြီးတော့ပြဿနာတက်တယ်အပြုလို့ကိုမထိမ့်သိမ့်မှုဆိုလို့ရှင်အပြုလို့ကြောင့်ပြဿနာတက်လာကိုကိုဆုံးမရင်ကြေးထားတဲ့ပုဂ္ဂိုလ်ဟာပြောလေပြဿနာတက်တဲ့စကားမျိုးမပြောဘူးပြစ်ကင်းတဲ့စကားမျိုးပြောတယ် လုံးရင်လည်းပဲအပြစ်ကင်းတဲ့လူကိုလုံးတယ်ဆိုတော့သူ့ဖို့ပါပြဿနာတက်เสียပါမှမရှိတော့နော်ထိမ့်သိမ့်မှုဆိုတာအဗဓမ္မရေးချည်တယ်ဥပမာလောဘဖြစ်နေတယ်လောဘကိုလွတ်ထားလိုက်လို့ရှိရင်ကိုလောဘကိုကိုမထိန်းချုပ်နိုင်ဘူးဆိုရင်လူတယောက်ဟာကောင်းမှုအကုသို့လုပ်ဖို့ရာ ဆင်းသင်းဖြစ်သွားကိုလောဘကို မထိန်ချုပ်နိုင်ဘူးဆိုရင်လောဘကြောင့်ပြည်ပြပစ္စည်းရောင်ယူတတ်တာလို့သူများကိုဒုက္ခပေးတာလို့ဒါမျိုးတွေဖြစ်တာဒေါသကိုမထိန်ချုပ်ဘူးဆိုရင်ဒေါသမရောအပြစ်ကျုလို့မိတာဒီမောဟကိုမထိန်သိမ့်နိုင်ဘူးဆိုရင်မောဟကြောင့်ပြောလိုက်ရင်လည်း ကိုယ်ယူကံရလုံးလိုက်ရင်လည်းကိုယ်ယူကံအဲ့လိုမျိုးတွေဖြစ်လာတတ်လို့ကိုနဲ့နှုတ်ကိုထိမ့်သိမ့်ဆောရှောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေမှာအလုံးလုံးယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဖြစ်စန္ဒမူနာထားလိုက်တဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်ပေါ့အဲ့လိုကိုယ့်ကိုယ်ကို ဆုံးမလို့ ရှင်ကျေးနေတဲ့ပုဂ္ဂိုလ်တယောက်ဖို့သူများကိုနိုင်ယူရတဲ့ကိုယ့်ကိုယ်နိုင်ယူရတာကပိုကောင်းနေလောကမှာဒူရီဟာသူများကိုနိုင်ယူရတာကများတယ်ကိုယ့်ကိုယ်နိုင်ယူရနေတယ်ပေါ့တရားသဘောနဲ့ကြည့်ပြီးတော့သစ္စာပြဆုံးပါဒူရီဟာသူများကိုနိုင်ရလိုက်လို့ရှိရင် ဝင်ကြွားတတ်တယ်ဥပမာမေလောင်းကစားလို့လို့ကွာနိုင်သွားတယ်ဥပမာမေအာကစားတွေမှာရှင်ပြိုင်ညာတဲ့ခါကိုကနိုင်တယ်တစ်ဖက်သားကရှုံးတယ်အဲ့လိုပြိုင်ဆိုင်ပွဲတွေမှာကိုကသူများကိုနိုင်လဲရလို့ရှိရင်လူတွေဟာဝင်ကြွားလာတယ်ဒီကနေ့ခင်ပါဆိုလို့ရှိရင် ရှင်ပြိုင်မှုတွေအလွန်များတဲ့အခါမှာအထူးသဖြင့်အာကစားတွေမှာရှင်ပြိုင်ကြတဲ့အခါမှာရှင်ပြိုင်သူကိုယ်တိုင်နေမှာပဝဝိပုဂ္ဂိုလ်တွေကလည်းဝိုက်ပြီးအားပေးကြတာပြောကြတယ်ကိုထောက်ခံတဲ့ပုဂ္ဂိုလ်ကိုလူလာတဲ့ပုဂ္ဂိုလ်နိုင်ပြီဆိုလို့ရှိရင်လူတွေကဩကြဟိကြအငြိမ့်မနေနိုင်ကြဘူးပေါ့ ရှုံးပြီးဆိုပြန်တော့လည်းပဲပုံပြက်ပန်းမြက်ဆဲကြခဲနဲ့ပေါက်ကြရည်ဖြစ်နော်အဲ့တော့နိုင်ခြင်းရှုံးခြင်းဆိုတာကိုကြည့်ပြီးတော့လူတွေရဲ့ရှင်ကျင်းမှုပြပြနေတဲ့အနေအထားတွေဟာဒီကနေ့မှာပို့ပြီးတော့တွေ့တာအဲ့တော့ရသော်ပြကတုတ်တန်ကုမှာဟောထားတယ်စေယံဝေရံပတဝတိ အနိုင်ရလို့ရှိရင်လည်းရများတယ်တဲ့ဒုက္ခသေတိပရာစီတောရှုံးလို့ရှိရင်လည်းစိတ်ဆင်းရဲရတယ်ဒါကြောင့်မို့အနိုင်အရှုံးကိုဆွတ်လွတ်လိုက်ပါဟိတဝါဇေယပရာဇေယဥပတန္တောဒုက္ခသေတိဟိတဝါဇေယပရာဇေယအနိုင်အရှုံးတစ်ခုလုံးမရှိတဲ့အနေထားတစ်ခုမှတော့အလုံးကိုညဉ့်ညံ့တယ်လို့သူဆို နိုင်ရင်လည်းနိုင်တဲ့အနေရတွေ့ဖက်သားကနောက်တစ်ခွေကြာတွေ့မယ်လို့ကို့ပေါ်မှာအခဲမကြည့်ဖြစ်တယ်အရှင်ပြိုင်နဲ့ထုံးစံဒီတိုင်နောက်တစ်ချီဆိုတဲ့အမျိုးပေါ်မှာအညိုတီးတွေထားရတယ်ရှုံးသွားတဲ့ပုဂ္ဂိုလ်ကလည်းစိတ်ရှင်းရဲစွာ မျက်နှာမလားအရှုံးပေးလိုက်ရတော့သို့သောဒီကနေ့ခင်မှာတော့ဟန်ဆောင်ပန်ဆောင်နိုင်တဲ့လူနဲ့ရှုံးတဲ့လူဟာဖက်ပြီးတော့စိတ်မဆိုးစေအောင်လုပ်နေကြတာဟန်ဆောင်မှုတတ်တဲ့ဖြစ်မှာပဲနော်သူတို့ရင်ထဲမှာ ဝင်ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုယ်ကိုယ်ရည်ကြည်အောင် ဆုံးမနိုင်တော့မရှိဘူးရှုံးလို့စိတ်ဆင်းရဲတာကိုမပြတာဒါတော့ပဲရှိနိုင် စိတ်แท้ก็တော့จีนတ်จักมาမဟုတ်ဘူးဘယ်သူမှชုံခြင်းมาတော့မဟုတ်ဘူးနိုင်ငင်ညတာကြီးပဲကုန်ဒါကြောင့်မို့ဓမ္မရှုတော့ငါကြည့်လိုက်မယ်ဆိုရင်နိုင်သူရံပွားဆိုတဲ့အတိုင်းအနံ့ရလဲအကောင်းမဖြစ်ဘူးရှုံးတဲ့သူကစိတ်ဆင်းရဲရှုံးတော့လဲအကောင်းမဖြစ်ဘူးအဲ့တော့နိုင်တဲ့လူရောရှုံးတဲ့လူရောနိုင်ရှုံးတစ်ခုစလုံးဟာ ကောင်းတဲ့ရက်လက်မထွက်လာဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားကတော့ဥပတ္တတော်သီခံသေးတည်အနိုင်ရှုံးမရှိတဲ့စိတ်နှလုံးအေးချမ်းတဲ့လိမ္မာယဉ်ကျေးမှုတည်တာလဲအနိုင်ရှုံးမရှိလို့အေးချမ်းမှုငြိမ်ချမ်းမှုကိုရတယ်လို့ဒီတရားကိုဟောတာအဲ့ဒီမှာအခုဓမ္မပဒမှာကြတယ်မြတ်စွာဘုရား အတ္တဟဝေစိတံတေယောရာစာယံဣတရပစာအနိုင်ဆုံးလုပ်မဲ့ဆိုရင်တော့ကိုယ့်ကိုယ်နိုင်တာအကောင်းဆုံးသူများနိုင်တာမကောင်းဘူး။ဒါကြောင့်မကောင်းလို့ဆိုရင် သူများနိုင်လို့ရှိရင်နောက်တစ်ခွေမင်းတွေးရမယ်ဆိုပြီးတစ်ဖက်သားကကိုယ့်ပေါ်မှာရှံလို့တဲ့စိတ်တွေမွေးလာတယ်။ရှံလို့တဲ့စိတ်တွေမွေးလာကြတဲ့ကသူ့ရင်ထဲမှာအမုန်းနဲ့အတေးတွေထားလာ မုံတေထာလာပြန်နိုင်ရင်နိုင်မနိုင်လို့ရှိရင်ကလေးစားချိန်တာတို့ဘာလို့ဖြစ်လာလဲနော်အဲ့ဒါလို့ဖြစ်လာနိုင်ဒါကြောင့်မို့အတ္တဟဝေစိတ္တသေယောကိုကိုနေတာကကိုကို နိုင်ခြင်းသီတာလဲအနိုင်ယူခြင်းသီတာလဲအကောင်းဆုံးဖြစ်တယ်ကြံတဲ့တစ်ဖက်သားကိုအနိုင်ယူတာမကောင်းဘူးမကောင်းတာရက်လက်မကောင်းဘူးလို့သူဆိုလို့ပဲပေါ့နော် ငြိမ်းချမ်းမှု မရနိုင်ဘူးလောကကြီးမှာငြိမ်းချမ်းမှုတွေမဖြစ်တာဒါကြောင့်မို့လို့ပဲလူတွေကငြိမ်းချမ်းနေတယ်သို့တော့ငြိမ်းချမ်းမှုကိုမရဘူးဒါကြောင့်မရတာတော့ဆိုငြိမ်းချမ်းမှုမရမရခြင်းဟာတုံးနဲ့တူရှင်ပြန်ရာကနေဖြစ်ပေါ်လာတဲ့လောဘဒေါသတွေကြောင့်ပဲဖြစ်တယ်လို့ဆို လောဘဒေါသတွေနဲ့ရှင်ပြိုင်မှုဟာဘယ်တော့မှငြိမ်းချမ်းမှုမရနိုင်ဘူးလို့ဒီလိုဆိုလို့လောဘဒေါသမောဟကင်းတဲ့တရားတဲ့ဤလည်းနဲ့ရှင်ပြိုင်မှုကတော့ငြိမ်းချမ်းမှုကိုဖြစ်စေတယ်တရားတဲ့ဤလည်းရှင်ပြိုင်သင့်သလားဆိုရှင်ပြိုင်သင့်ဘလို့ရှင်ပြိုင်သင့်လို့ဆိုအေးသူတလားကိုသူကဥပုပ်တရက်ဖက်ရတဲ့ငါကတလားကိုဥပုပ်နှစ်ရက်ရအောင်ဆောင်မယ်သူမို့ သူကနှစ်ရက်ရရင်ငါသုံးရက်ရအောင်ကောင်းတဲ့ဘက်မှာသူရတအောင်လုံးမယ်ဆိုတဲ့ဓမ္မဘက်ကရှင်းပြန်မှုနောက်တစ်ခါသူကသောတာပန်ဆိုရင်ငါတဂရကအဆင့်ထီအောင်ကြိုးစားမယ်တဂရကဖြစ်ရင်လည်းအနာဂတ်ဖြစ်အောင်ကြိုးစားမယ်အနာဂတ်ဖြစ်ရင်လည်းငါရဟန်းတ်ဖြစ်အောင်ကြိုးစားမယ်ဆိုကြိုးစားရင်ကြိုးစားရင်နဲ့စိတ်နှလုံးအေးချမ်းမှုတွေတခုတည်းတခု ပိုးပို့ပြီးတော့ရင်ကျေးလာတယ် အစင်မြင်လာတယ်ဆိုရင်စိတ်တွေသဘောထားပြည့်မြတ်တယ်စိတ်တွေသဘောထားတွေရှင်ပြိုင်မှုကတော့အကောင်းဆုံးရှင်ပြိုင်ခြင်းလို့ဆိုကုသိုလ်ကောင်းမှုနဲ့လည်းရှင်ပြိုင်တယ်ကိုချင်းတရားနဲ့လည်းရှင်ပြိုင်ကိုချင်းတရားချင်းရှင်ပြိုင်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားတယ်အဲ့ဒါကတော့ဆက်လက်ကောင်းနေထွက်လာလို့အကောင်းဆုံးပဲ မြတ်စွာဘုရားလက်ထက်တော်ခါကလာတော့ခဝေတိဆိုတဲ့ဥပဒကတရားရှိသူစဉ်းစားဖို့လေးကလူတွေသတိထားကြအောင်တော့သူနဲ့သူ့ရဲ့အပေါင်းအသင်းတွေသူ့နောက်သူ့လိုက် သူနဲ့အပေါင်းအသင်းအဖွဲ့အစည်းလူ900လောက်ရှိသူကခေါင်းဆောင်သို့တော့ ခွေတီနဲ့သူ့လူ900စလုံးဟာငါဘာတိလာလေးတောင်လုံအောင်ဆောင်းတဲ့လူတွေမဟုတ်ဘူးကိုချင်းတရားဘက်ကပြက်ပြားနေတဲ့ပုဂ္ဂိုလ်တွေကျအဲ့ဒီမှာခွေတီဆိုတဲ့လူကသူတရက်တော့စဉ်းစားလိုက်တယ်သူတို့လည်းငါဘာတိလာမလုံငါလည်းငါဘာတိလာမလုံငါကခေါင်းဆောင်တယောက်လုံနေပြီးတော့သူတို့အရေးချင်ငါအရေးချင်ဓာတ်တူဖြစ်နေတာမကောင်းဘူး ငါကသူတို့ရဲ့အီချင်းတောင်းလုံးမလုံးတဲ့နေခေါင်းဆောင်ဆိုတော့သူများရဲ့ပို့အီချင်းတောင်းလုံးတဲ့နေစိတ်ကူးပြီးသူလူတွေကိုသူကဖွဲ့ဟပြီးတော့ပြောလိုက်တယ်ဒီနေ့ကစပြီးငါကိုငါဘာတိလမချိုးမပေါက်တဲ့ပုဂ္ဂိုလ်အဖြစ်မင်းတို့မှတ်ယူကြငါဘယ်တော့မှငါဘာတိလမချိုးဘူး အဲ့လိုထုတ်ဖို့ကြေညာပြီးငါဘသီလကိုဆောင်းဆောင်းတော့ဟိုလူတွေကငါဘသီလမလုပ်ဘူး तू ကလုပ်နေဆိုသူ့ရည်ချင်သာသွားတယ်အဲ့တော့သူတပည့်သူနောက်လိုက်တွေကလည်းပဲအေးငါတို့ခေါင်းဆောင်ကမှငါဘသီလလုပ်တယ်ငါတို့လည်းပဲသူနဲ့တန်းတူဖြစ်အောင်လိုက်ခြင်းပဲအလုံးငါဘသီလလုပ်နေတူတွေဖြစ်သွားပြန်အဲ့ဒီမှာဂဝေတီကထပ်စင်လာတယ် သူတို့နဲ့ငါနဲ့တူးနေပြန်ပြီမတူအောင်ငါလုပ်အောင်မယ်သူကဥပုသ်ဆောင်ဥပုသ်တိလာယူလိုက်တဲ့အခါဟိုလူတွေနဲ့ကွက်ပြသွားပြန်တခါဟိုလူတွေကသူလုံးထလိုက်လို့တော့ဓာတ်ညူညီသူဖြစ်လာတယ်နောက်ပိုင်းကျတော့ကဲသူတို့နဲ့ဓာတ်ညူညီသူတော့ဖြစ်ဘူးဆိုပြီးကဝေတိကဖုံးကြီးဝတ်ပဲဖုံးကြီးဝတ်လိုက်တယ်ဟိုလူတွေကလည်းနောက်ကနေလိုက်ဝတ်ကြတယ် အဲ့လိုနောက်ကလိုက်ပြီးတူးမြင့်ပြီးတော့ကောင်းတဲ့အလုပ်တွေကိုလုပ်လိုက်တာကောင်းတဲ့ကောင်းတာတွေလုပ်ရင်နောက်ဆုံးမှာတရားတော်ကြည်ကြံကြိုးကိုအတော်လို့ဂဝိတိကယဟန္တာဖြစ်သွားသူလူတွေကလည်းပဲသူတို့ကောင်းဆောင်ယဟန္တာဖြစ်တယ်သူလည်းကြိုးစားပဲဆိုအလုံးလူ900ဟာအကျင့်တိလပြပြနေတဲ့အဆင့်ကနေပြီးတော့ယဟန္တာအဆင့်ရောက်သွားကြတယ်။အဲ့ဒီရှင်ပြိုင်မှု ောင်းဆုံးရှင်ပြိုင်မှုဖြစ်စေသူတို့ဟာရံပွားတဲ့ရှင်ပြိုင်မှုမဟုတ်ဘူးနိုင်တဲ့လူကလည်းပဲရှင်ပောက်တော်တော်မဟုတ်ရှုံးတဲ့လူကလည်းပဲစိတ်ဆင်းရဲတဲ့အနေအထားမျိုးမရောက်ဘူးတုံးတဲ့သူရှင်ပြိုင်ပြီးတော့ကောင်းတဲ့ကောင်းတာတွေကိုလုတ်သွားကြတဲ့အခါနောက်ဆုံးဟာယဟနာဘွားရောက်တိုင်းနောက်ထပ်ရှင်ပြိုင်စရာမရှိတော့အဲ့ဒါကိုရှင်ပြိုင်ခြင်းရဲ့ဏိခေါလို့ပြောတယ်နော် အဲ့ဒါလို့အကောင်းဘက်ကရှင်ပြရင်တော့အလုံးကောင်းတယ်။အဲ့ဒီဒိဗေမျိုးကိုမြတ်စွာဘုရားဒီမှာဟောတာ။အတ္တဟဝိစိတံတေယော ကိုကိုအောင်နိုင်လိုက်တယ်ဆိုတာကိုယ့်ရင်ထဲကကိလေသာတွေကိုအောင်နိုင်လိုက်တာ။အဲ့ဒါလို့အောင်နိုင်လိုက်တဲ့ပုဂ္ဂိုလ်ဟာလူတစ်ဖက်သားကိုအောင်နိုင်တာနဲ့ဆိုင်ဒါပို့ပြီးတော့ကောင်းမြတ်တယ်။လုံးဝပြည့်ကင်းတဲ့အောင်နိုင်ခြင်းပဲ။ ဓမ္မလမ်းကြောင်းအောင်ကြည့်မယ်ဆိုရင်ရှင်းပြမယ်ဆိုရင်ဒီအချက်နဲ့ပဲရှင်းပြ යි ဒါကြောင့်တိုးတက်တဲ့ပဲကိုဥတည်ပြီးတော့ရှင်းပြမှုလို့ခေါ်တယ်လောကီပညာရေးနဲ့ပတ်သက်ပြီးတော့လည်းရှင်းပြနိုင်တယ်ပေါ့လောကီပညာရေးတွေနဲ့ပတ်သက်ပြီးတော့သူကတပွဲရရင်ငါကနှစ်ပွဲရအောင်ကြိုးစားမယ်ဆိုအဲ့ဒါလို့ရှင်းပြခြင်းအဖြစ် လူရဲ့ဘဝဟာတဆင့်တဆင့်နဲ့တိုးမြင့်ပြီးတော့အရင်ချင်းတွေဟာကောင်းတဲ့ကောင်းလာတယ်အဲ့ဒီရှင်ပြိုင်မှုကတော့ကောင်းတယ်ဒီလိုဆိုတာနော်ဒါဟာဒီကထာရဲ့ဓမ္မရတနဲ့သင်္ကန်းဆောင်ရှင်ပြိုင်မှုဆိုတာရံပွားတဲ့ရှင်ပြိုင်မှု မလိုလားတဲ့အချက်တွေဖြစ်လာနိုင်တဲ့ရှင်ပြိုင်မှုတွေအောင်မြင်သွားပြန်တော့လေပဲဘာနဲ့အဆုံးသတ်တုံးဆိုရင်အောင်သူကလည်း သူကလည်းသူ့ရင်ထဲမှာကိရိတာပဲဖြစ်တယ်။ရှုံးတဲ့သူကလည်းရင်ထဲမှာကိရိတာ။အဲ့ဒီအနိုင်ရှုံးမျိုးကတော့မကောင်းဘူးလို့ဆိုလို့ပေါ့နော်။အကျိုးမြတ်ဘာတစ်ခုမှမရလိုက်ဘူး။နှစ်ယောက်စလုံးနိုင်တဲ့သူက မာနတွေတက်လာမယ်။ရှုံးတဲ့သူက စိတ်ဓာတ်တွေကျမယ်ဆိုတဲ့ရှင်းပြိုင်မှုမျိုးရှောင်းနေတယ်လို့မြတ်စွာဘုရားဒီလိုဆုံးမလာပဲဖြစ်တယ်။အဲ့တော့ ဒီနေရာမှာမြတ်စွာဘုရားကိုယ်တိုင်ကိုကိုကိုအနိုင်ရလို့ရှိရင်နောက်ထပ်ပြောเสียရာရက်လက်တစ်ခုကဘာတော့လို့ဆိုနေဝတိဝနခန္တဘောနမာရောသဟပြမှုနာစိတံအပါစိတံဂရိတာတထရူပတ္တသန္တုနောအဲ့ဒါလို့ကိုယ့်ကိုယ်ဆုံးမပြီးအရင်ခြေဆုံးဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အောင်းနိုင်မှု ကိုကိုနိုင်တဲ့နိုင်မျိုးကိုတဲ့ဘယ်နတ်ကပဲဖြစ်ဖြစ်ဘယ်ခန္ဓာဘတ်နတ်ကပဲဖြစ်ဖြစ်ဘယ်လိုမနတ်ပဲဖြစ်ဖြစ်ဘယ်လိုပြမကဆိုလိုတာကတကူရှင်နေလောက်တကူကြည့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သူရဲ့အောင်းနိုင်မှုကိုအရှုံးဖြစ်အောင်ပြောင်းပြီးတော့မလုံးနိုင်တော့အဲ့တော့တစ်ဖက်သားကို နိုင်ရတာတော့ပြောင်းနိုင်တယ်ချိန်မီပြောင်း ကိုကိုနိုင်တာကြတော့သူကမှပြောင်းပြန်ဖြစ်အောင်မလုပ်နိုင်ဘူးအနိုင်ကိုအရှုံးဖြစ်အောင် လုပ်လို့မရဘူးဒါမျက်စောမြတ်ဖော်ပြတဲ့အကျိုးတစ်ခုကိုကိုနိုင်လိုက်ပြီဆိုလို့ရှိရင်တော့ကိုကိုနိုင်ခြင်းဟာကိုယ့်ရင်ထဲကလောဘကို ထိ ंछ ုံနိုင်တယ်ဒေါသကိုထိ ंछ ုံနိုင်တယ်မမသိတဲ့မောဟကိုထိ ंछ ုံအဲ့ဒီနိုင်လိုက်တာနောက်ထပ်ပြန်ပြီးတော့ အတိုင်းကနေရှုံးဆိုတဲ့ရက်လက်ထွက်အောင်ဘယ်သူကမှမလုပ်နိုင်ဘယ်တကူရှင်ကမှလာမလုပ်နိုင်တော့အဲ့လောက်ထိအောင်ခိုင်မာတယ်ဆိုလိုတာကကိလေသာနိုင်လဲလို့ယဟန္တာဖြစ်သွားတယ်အဲ့ဒီယဟန္တာကိုပုရုဇဉ်ပြန်ဖြစ်အောင်လုပ်လို့မရတော့ဘူးလို့ဆိုသူနိုင်နိုင်ပွဲဟာထာဝရအစင်ထာဝရနိုင်ပွဲကြီးပဲဖြစ်တယ်ပေါ့တခြားနိုင်ပွဲတွေကအခုတခါနိုင်ပြီပဲနောက်တခါနိုင်ပြီပါ ။ဘောစင်ထိုးတာလဲခုတခါကိုကနိုင်လိုက်ပြီပဲနောက်တခါကိုအလဲထိုးတဲ့သူနဲ့ကြုံချင်းကြုံမှာ။ဘောလုံးကန်တာလဲပဲထိုးတူပဲ။ကိုကတခါနိုင်ပြီပဲနောက်ကိုတဲ့သားတဲ့လူနဲ့တွေ့ရင်ကိုရှုံးမှာပဲ။အေးအဲ့ဒါကြောင့်အဲ့ဒါလူအနိုင်သည်အရှုံးဘဝပြန်ရောက်ရတဲ့ရှင်ပြန်မှုမျိုးအနိုင်မျိုးဟာတကယ်တော့တမမရှိပါဘူးရှင်ပြန်မှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရား လောကလူတွေတတိထားဖို့ကိုယ်ကိုအောင်နိုင်မှုသာ ਨੇ အကောင်းဆုံးလို့ဆိုလို့အဲ့တော့ကိုယ်ကို နိုင်အောင်ကြိုးစားကြဖို့ပဲဘဝသင်္ကန်းကိုယ်ကိုစဉ်းစားကြည့်ငါဟာငါဝသီလလုံးရလားမလုံးသေးဘူးဘာကြောင့်မလုံးသလဲကိုယ်ကိုစဉ်းစားတဲ့အခါမှာကိုယ့်ရဲ့ပြောညံ့နေတဲ့သရာပညာအဲ့ဒီပြောညံ့နေတဲ့သရာပညာတွေကြောင့်ကိုယ့်ရဲ့ ကိုဟာငါဘာတိလာလုံသိရတဲ့တန်းနဲ့မလုံဘူးဆိုတော့ကိုယ်စိတ်ကို တိုးမြင့်လိုက်တဲ့အခါမှာငါဘာတိလာလုံသွားတယ်အဲ့ဒီကနေပြီးကိုယ်ရင်ထဲမှာရှိတဲ့ကိရိတာတွေရာဂတွေဒေါသတွေမမနာတွေတစ်ဖက်သားကို တွေးတဲ့အခါမှာမနာလိုစိတ်တွေကိုယ်သာကြီးပွားလိုတဲ့ရှင်းမြောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒါမျိုးတွေ ဖြစ်ပေါ်နေတာကိုကိုယ့်အကိုအတိဆုံးပဲဖြစ်ပေါ်နေလို့ရှိရင်အဲ့ဒီစိတ်မျိုးတွေမဖြစ်အောင်ကိုယ့်ကိုထိန်းချုပ်ပြီး ကိုယ့်ကိုနိုင်ယူလိုက်တာဒေါသကြီးတဲ့လူတယောက်ဒီဘယ်တော့မှဒေါသမထွက်ပဲနဲ့ပြုံးပြုံးရွှင်ရွှင်နေနိုင်တဲ့ဆင်းရောက်သွားသူများကိုမနာလိုစိတ်များတဲ့ပုဂ္ဂိုလ်ဒီမနာလိုစိတ်မရှိတော့ဒါကိုယ့်ကိုနိုင်တရားနေနိုင်ယူလို့ကိုယ့်ကိုနိုင်တော့တဲ့ပုဂ္ဂိုလ်တွေ အနေချင်းလောကနိုင်တာမဟုတ်တော့မှာပဲကိုယ့်ကိုနိုင်သွားတဲ့ပုဂ္ဂိုလ်ကြီးရှိတယ်ပေါ့အယက်သေးစားတောက်စားနေရကနေပြီးတော့ရသော်ပြရဲ့ဆုံးမတရားတော်ကြီးနားလဲရတဲ့ခါမှာအယက်ပြတ်သွားဒါလည်းကိုယ့်ကိုနိုင်ခြင်းတစ်မျိုးပဲပေါ့နော်နိုင်သွားတယ်အခစားမဲ့တဲ့ပုဂ္ဂိုလ်တယောက်ဒီတရားဓမ္မနိုင်ယူလိုက်တဲ့အခါအသိပညာတွေရပြီးတော့တမိုးရှိတဲ့အလုပ်ပဲလုပ်မယ်လို့ ကိုလုကိုလုချင်တဲ့ဝါသနာကြီးတဲ့အရာကိုဆွတ်လုပ်ပြီးတော့တရားပဲလုပ်နေတာလေအနိုင်ယူခြင်းတစ်မျိုးပဲကိုကိုနိုင်သွားတာအဲ့ဒီကိုကိုနိုင်တဲ့အနိုင်မျိုးသားနဲ့အကောင်းဆုံးလို့လောကမှာရှင်ပြိုင်နေကြတဲ့အနိုင်ရှုံးနေတဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့အမြင်လောကသားတို့ရဲ့အမြင်ဟာ ကွဲပြားခြားနားမှုရှိတယ်အဲ့ဒါကိုလေးနဲ့ထားပြီးတော့စဉ်းစားတတ်ရမှာပေါ့နော် sit that down, right?